ကျွန်တော်တို့ဒလားမြို့ကြီးရဲ့နိုင်စင်းညတော့အခုချိန်အစားပြီးဖြတ်ပြီခင်ဗျာ။နောက်လာမဲ့နေ့တွေနေ့တွေမှာမတွေ့ရတော့ဘူး။ဒါကမန်ကစစ်စည်းရဲ့မက်စီဆန်ရဲ့ဘေးလေးတွေပေါ့နော်။အဲနိုင်စင်းညပျောက်ွယ်ပြီးတော့ဒီနေ့နောက်ဆုံးပဲ။ကျွန်တော်လည်းအမတ်တရအနေနဲ့ရိုက်ပြီးသား။ ရန်ကုန်ဒလတဒါစီမံကိန်းဖြစ်မလို့ဟုဆိုက35နှစ်တက်တန်းရှိဒလနာရီစင်ကိုဖြိုချကိုရီးယားမြန်မာချစ်ကြည်ရေးတဒါဟုလူသိများသောရန်ကုန်လာဆက်တွယ်ထားသည့်ဒလတဒါနှင့်မလို့ကင်းရဟုဆိုကဒလမျိုးလေခေါင်ကမာကစစ်စေးအနီးရှိ နာရီစင်ကိုစစ်ကောင်စီဘက်ကဖြိုချလိုက်ကြောင်းမြို့ခံများထံမှစုံစမ်းသိရှိရသည်ယနေ့မက်ဆဲနေ့ရက်တွင်35နှစ်ကျော်တက်တန်းရှိပြီဖြစ်သောဒလနာရီစင်ကိုဖြိုချလိုက်တော်လဲ အခြားနေရာတစ်ခုသို့ပြောင်းရွှေ့တိဆောက်ပေးသွားမည်ဖြစ်ကြောင်းထိုအကြောင်းသိရှိထားသူမြို့ခံအချို့ထံမှသိရသည်ဒလာတင်မောစိတ်တက်တက်ချင်းအရင်ကမိတိုင်ရှိတဲ့အဝိုင်းနေရာကိုပြောင်းရွှေ့သွားမှာပါ ဘလို့ပုံစံပြန်တိဆောက်ပေးမလဲဆိုတာတော့မသိရသေးပါဘူးဟုဒလမျိုးခန့်အသက်40ဝန်းကျင်ရှိအမျိုးသားတဦးကပြောသည်အဆိုပါနိုင်စဉ်ကိုစစ်ကောင်စီလက်အောက်ခံများကယနေ့တရက်ထဲအပိသက်ဖြိုချလိုက်ခြင်းဖြစ်ပြီးနေရာတစ်တွင်ပြန်လည်တိဆောက်ရန်၃လခန့်ကြာမြင့်နိုင်ကြောင်းနောက်ထပ်ဒလမျိုးတွင်နေထိုင်သူတဦးကပြောသည် ထို့သောနာယီစင်ဟောင်းဖျက်ချခံလိုက်ရခြင်းပေါ်မြို့ခံအချို့ကနှမျောတသက်ဖြစ်နေပြီးရှေးဟောင်းအမွေနှစ်တခုဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်းဝေဖန်ပြောဆိုနေကြသည်နာယီစင်ကကျွန်တော်တို့အတွက်အမှတ်တရလေးပါအခုတော့မရှိတော့ဘူးပေါ့ဟုဒလမြို့ခံအသက်30ကျော်ရွယ်ရှိအမျိုးသားတဦးကပြောသည်1996ဆယ်ပြည့်နှစ်ဝန်းကျင်ကတိဆောက်ခဲ့သည့်ဒလနာယီစင်ကိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် အစိုးရလက်ထက်2020ပြည့်နှစ်နှစ်လပိုင်းတွင်နှစ်ပေါင်းများစွာရပ်တန့်နေသည့်မူလနာရီအစား digital စနစ်သို့ပြောင်းလဲတက်ဆင်ခဲ့သည့်အဆိုပါနာရီစင်သည့်2018ခုနှစ်ဒီဇင်ဘာလ24ရက်နေ့ကစတင်တည်ဆောက်ခဲ့သည့်ရန်ကုန်လတရားစင်နှင့်မလုကင်းသည့်အတွက်သူစဉ်ကလေးကဖြစ်မိဟုသတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်တော်လဲခုနှစ်အကြာယနေ့တွင်စစ်ကောင်စီလက်အောက်ခံများကဖြိုချလိုက်ခြင်းဖြစ်သည့်